အလုံးမင်္ဂလာပါခင်ဗျာကျွန်တော် channel လေးကနေပြန်လဲချိုးဆိုလိုက်ပါတယ်ဒီကနေ့မှကျွန်တော်ရဲ့ညီကောင်မောင်မများကိုဖတ်ပြပေးခြင်းတဲ့ဝတ္ထုလေးကတော့ဆာယူဆရာကြီးဟန်တာဝရီဦးဝင်းတင်ရေးသားထားတဲ့ဘာလဲဟဲ့လူငရဲလို့အမည်ရတဲ့အခန်းဆက်ဝတ္ထုရှိရဲ့အပိုင်း34ဖြစ်ပါတယ်ခင်ဗျာနားသွတ်တာအဆင်ပြေကြပါအောင်ခင်ဗျာအင်းစင်ထောင်လူငရဲဒေဦးကြီးတဲ့ကို1989ဇူလိုင်3မှာကျွန်တော်တွန်းချခံခဲ့ရတယ်2008စက်တင်ဘာ23ရက်မှာမတိမပြောက်ပြန်လွတ်ခဲ့ရတယ် လူသားမသေးတာ စိတ်အကျိုးကြီးတွေရုပ်နာတရားတွေကတော့ပြတ်ဖွားပါပဲထောင်ထဲမှာနှစ်ပေါင်း20လောက်နေခဲ့ရတာကလည်းအကြောင်းရှိတယ်ထောင်ထဲမှာနောက်ထပ်ထောင်တစ်ခါပြန်ကျခဲ့ရတာကို1997မှာစစ်ခုံရုံက1017နှစ်ကြာတယ်1995မှာအထူးတရားရုံက1009နှစ်ကြာတယ်မူလပြည့်တဲ့3နှစ်ပေါင်းတော့27နှစ်ပေါ့အဲ့ဒီထောင်ထဲလိုက်ပွဲတွေအတွက်ဘာမှမပြောချင်ဘူးထောင်ကျနိုင်မဲ့တည်ရင်ကိုကလုတ်ခဲ့တာကိုကိုလို့ကိုခံပေါ့ စကားလေးထည့်ပြောနေစရာမလိုပါဘူး။ဒါလုံးပြောစရာရှိသေးတယ်။ကိုလုတာကတရားတယ်။ဆေယနာရှင်တွေလုတာကမတရားဘူး။ဒီတော့ကနေဦးမဆွာအစတုန်းကလေးကထောင်ချစရာကိုမလိုဘူး။ထောင်ချစရာလည်းမလိုဘူး။အဲ့ဒီလိုမလိုတဲ့အလုပ်တွေလုပ်လို့ဆေယနာရှင်တွေက ကျွန်တော်ကိုဘဝဖြတ်။ရောကြီးနှစ်20စာပေးရမယ်လို့ကျွန်တော်ပြောတယ်။ဒါတွေထားလိုက်လို့ပြောမလား။ပြော။ရတယ်လို့ပြောမလား။ပြောနိုင်သေးတယ်။ကျွန်တော်ဘက်ကလည်းနိုင်ငံကြီးလုတာရှိတယ်။ သူတို့ဘက်ကလည်းမတရားတဲ့အမိန့်အာဏာတွေရှိတယ်။ဥပဒေဆိုတာတွေရှိတယ်။တရားရုံးတို့စစ်ခုံရုံးတို့ဆိုတာတွေရှိတယ်။ထားလိုက်မယ်ဆို ထားလိုက်အောင်ပေါ့။မထားနိုင်တာကြီးကရှိနေတယ်။အဲ့ဒီကိစ္စကြီးကဒီလိုကျွန်တော်ဘက်မှာဘာဆိုဘာမှလုပ်တာမရှိ။အာဏာရှင်အစိုးရဘက်ကလည်းဥပဒေတို့တရားရုံးတို့ဘာဆိုဘာမှမရှိ။ကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားတရားကျော်ရှိမှလွတ်လွဖြစ်ကျင်ကြတယ်။ကျင်ညာတဲ့နေရာကအင်းစိန်ထောင်ဘူးဝအချင်းဦးစီးဌာနညွန်ကြားရေးမှုယုံအစီဝေခံမှာပါ ညညာသူကအချင်းဦးစီးဌာနညွန်ကြားရေးမှုချုပ်ဘုံမှုကြီးဆောင်မင်းပြင်ပကတရားရေးဝန်ထမ်းတွေပြည်သူရဲဝန်ထမ်းတွေမျက်နှာစုံညီတက်တဲ့တရားဝင်ထောင်လွှတ်ပွဲကြီး2005ဇူလိုင်6ရက်မနေ့9နာရီလောက်ကျွန်တော်ကိုလာပြောတယ်ဒီမနေ့လွတ်မယ်တဲ့ပစ္စည်းတွေတိမ်ပါတဲ့အဲ့ဒီအချိန်မှာကျွန်တော်ထောင်ချနေတဲ့16နေရှိနေပြီလူကမဟုမလဲဖြစ်နေတော့လွတ်ပြီဆိုတော့အစည်းအဝေးစုပစ္စည်းအလုံးအခြားအကျဉ်းသားတွေကိုဝေပစ်လိုက်တယ်အဝိထယ်တွေရောစောင်းတွေရောစားစရာတွေရော အသုံးဆောင်တွေရော အကုန်လုံးကျွန်တော်ကကို့အထုပ်ကလေးကိုပိုက်ကြောင်ကြားကမောင်ငါအဖြစ်နဲ့နောက်ဆုံးမှခက်ရှူရှူထိုင်နေတယ်ညွန်ကျုပ်ကရှေ့လာထိုင်မှုဖိတ်ခေါ်တယ်သူ့မိန်ကုန်းထဲမှာသူငငယ်ကြီးကလေးကကျွန်တော်ရေးတဲ့စာအုပ်တွေဖတ်ခဲ့ကြအောင်ရှွန်းရှွန်းဝေဝေပြောသွားတယ်သူ့နောက်သူ့မိန်ကုန်းဆုံးတော့လူငယ်ချင်းသားတွေအခန်းထဲကစထွက်တယ်ထောင်ရာရှိကြီးတွေတီတိုတီတိုတဖမ်းဖို့လောက်ကြတယ်ကျွန်တော်ဘက်ကိုလှည့်ကြည့်စကားပြောတယ် ။ဆရာတို့ကိုဝင်ကြီးကတွေ့ကျင်တဲ့ဆရာတို့ဟိုဘက်ခန်းရွှေ့ကြပါ။ထမင်းစားကြပါ။နိုင်ရွက်အတွင်ရောက်လာမှာပါ။သူတို့ခိုင်းတာလုပ်ရတာပေါ့။ကျွန်တော်ရဲ့နိုင်ငံရေးအကျဉ်းသားခွနဲ့ဦးရဲ့တောင်ကိုပြည်သူလွတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးမြင့်တရားဟုတ်ပဲကျွန်တော်သိတယ်။အမျိုးသမီးနိုင်ငံရေးအကျဉ်းသားနှစ်ဦးရဲ့အခန်းရွှေ့ကြတယ်။ထမင်းစားကြတယ်။စားလို့လည်းပြီးရောဝန်ထဲနှစ်ယောက်အခန်းထဲဝင်လာတယ်။ကျွန်တော်ဝေခဏလိုက်ခဲ့ပါအောင်ခေါ်တယ်။အကြယုံကိုတဲ့။အကြယုံမှာခဏထိုင်ခိုင်းထားတယ်။ နောက်တစ်ခဏကျတော့နောက်တစ်ဝန်ထဲနှစ်ယောက်ရောက်လာတယ်။နောက်တစ်ခဏလိုက်ခဲ့ပါဦးနဲ့နောက်ဆုံးတော့မနေ့ခုနှစ်နာရီကလွတ်မယ်ဆိုလို့ကျွန်တော်ထွက်လိုက်ခဲ့တဲ့ကို့အခန်းကိုပြန်ရောက်တယ်။ဆိုးဆိုးကကျွန်တော်ပြောခဲ့တဲ့အတိုင်းပေါ့ကျွန်တော်ကရှိရှိသမျှနိဗ္ဗာန်ပစ္စည်းကိုလုခဲ့ပြီးပြီလေ။ဘာမှမရှိတော့ဘူး။ပြောင်တလင်းခါနေပြီ။အဲ့ဒီခါမှကျွန်တော်နောက်ထပ်၃နှစ်ကြုံနေခဲ့ရပြန်တယ်။ဖေမလေးစစ်ကောင်တီစစ်ကောင်စီဥက္ကဋ္ဌသူ့နာမည်ကဘိုလ်ချုပ်မူကြီးတန်ရွှေတဲ့။ဖေမလေးပြည်ထရေးဝန်ကြီး သူ့နာမည်ကဘိုလ်ချုပ်မောင်ဦးတဲ့ဘယ်မှာလဲအချင်းဦးစီးညွန့်ချုပ်သူ့နာမည်ကဘုံမူကြီးစော်မင်းတဲ့သူတို့အားလုံးကျွန်တော်ကိုလွတ်ပေးတယ်လို့ကြေညာရမှာပါဝင်ခဲ့တယ်ကျွန်တော်မလွတ်ဘူးမလွတ်တာတက်ဆိုးတဲ့ကိစ္စရှိတယ်အနာဘောဒုက္ခဆိုတာမျိုးဖြစ်တယ်အဲ့ဒီအချိန်မှာကျွန်တော်ထောင်ထဲမှာအချုပ်နောက်ခန်းနေခဲ့ရတယ်လွတ်ရစေပြီလွတ်ရစေပါရဲ့မလွတ်ခဲ့ဘူးမလွတ်ယုံမကသေးဘူးအတလွတ်ပြောင်းထောင်ပြန်ချခံရပြန်တယ်ကျွန်တော်ကလွတ်လူအဖြစ်ထောင်ဘူးကယုံခံရောက်နေပြီ ောင်ညွန်ချုပ်ကိုယ်တိုင်လူလူတွေကိုဖိရက်စားပြူးကျဉ်နူးဝမ်းတာတက်တာပိုင်ပိုင်စကားတွေလိုင်ဘောလေပြီးပြီတဆယ်ခါကြီးလို့ဘာပုံမှမထက်မကပ်ဘူးတရားဆွဲလို့တရားယုံလို့ထောက်လန်းရေးလို့ရဲဆွဲချလို့ဘာစကားတခွန်းမှမပြောဘာစကားတခွန်းမှမရှင်းထောင်ကန်းနဲ့ပြန်သွင်းတဲ့အလုပ်လုပ်တယ်ဘလောက်မိုက်ရိုင်းတယ်လဲဘလောက်လူမဆန်တယ်လဲဘလောက်နိုင်ထက်စီးနေလို့တယ်လဲဘလောက်စော်ကားတယ်လဲဘလောက်ရန်ကားတယ်လဲအသေးနာတယ်ကျွန်တော်တရားလုံးနဲ့ပြောမလား ကဘာမကြည့်ဘူးကျွန်တော်စကားကြုံနေပြောမလားအဲ့ဒါစစ်အာဏာရှင်တွေရဲ့လူငရေဟေးလူငရေလူငရေရဲ့မိတောင်မိရှင်တွေဟာနိုင်ငံရေးအကျဉ်းသားရဲ့နှလုံးသားကိုတောက်လောင်နေတာမဟုတ်ဘူးမိသားစုတန်ရုံးစင်မိတွေကလည်းတငွေ့ငွေ့လှိုက်ဆွဲလောင်မြိုက်နေတာပါကျွန်တော်ကသမှုတရားတွေကိုအနုလရေးဖွဲ့တတ်သူမဟုတ်ဘူးရင်နာစရာတွေအသေးနာစရာတွေစိတ်နာစရာတွေကိုကျွန်တော်ရေးဖွဲ့မပြတတ်ဘူးရေးပြတတ်မယ်ဆိုရင်လည်းဇလန်းတွေကများလုံးလို့ကျွန်တော်လက်မြောက်ရမှာပါ အာဂါကိုလွှာပုံပြုတို့မေယူကိုတဲ့စုတ်တန်ရှိတို့တမုတ်ကိုမင်းရီဖြော်တို့အဲ့ဒါအဲ့ဒါတွေကချစ်မြတ်တာဖွဲ့တွေရေးကြဖွဲ့ကြရင်ရိုးပီစင်းပြီးဖန်တီယာတီဖြစ်သွားပါပြီထောင်တွင်းဇက်လန်းတွေကတော့အဲ့ဒီတင်ကိတတွေနဲ့နိုင်ခိုင်းပြမှာတရုတ်ပေါ်လိမ့်မယ်လို့ပြောရမှာပါပဲ1993နှစ်ဦးပိုင်းစနေတရက်မှာကွန်မြူနစ်ပါတီကကိုစိုးမြင့်တယောက်တရင်ကောင်းကြရတယ်တရင်ကကောင်းလုံးလို့တန့်တော်ဖြစ်ပြီးစက်တီတီးသွားတယ်ထောင်သက်၄နှစ်လောက်မှပထမဆုံးထောင်ဝင်စာရောက်လာတယ် ်ပို့ထူးတာကထောင်ဝါဒါတွေစကားလက်ဆောင်ပေးတဲ့တဲ့။တမီးလေးလည်းပါတဲ့။ကိုစိုးမြင့်တယောက်ပြုံတုံတုံကြီးထောင်ဝင်စားထွက်သွားတယ်။သူကလူတီသိရတဲ့သူမဟုတ်ဘူး။ပြန်လာတော့အုံချစ်သီးလောက်စားမြင့်တုတ်ကလေးလက်ကဆွဲလာတယ်။နှုံတုံတုံကြီးပြန်လာတယ်။အားလုံးဘာတိဘာသာပဲသူ့ကိုကြည့်နေလိုက်ကြတယ်။ထောင်ဝင်စားကနေမြင်မကောင်းရှုမကောင်းနှုံတုံတုံကြီးပြန်လာသူဆိုရင်ဘယ်သူကမှဦးမျိုးနှုတ်ယူပောက်တက်ကြရမပြောရဘူး။ဒါထောင်တလိထောင်စရိုက် ်ရင်းနှီးသူကိုဝါကူထိုးတယ်လို့မလုပ်ကောင်းအလုံးနားလေကြတယ်တော်ကြာမှသူ့အုံချစ်သည်ရွယ်စားမြင်တို့ကိုလိုက်ဝေးတယ်နောက်ထပ်တော်ကြာမှ နီးစက်ရကိုသူ့ဆက်ချောင်းပြန်တယ်သူ့ဇနီးနဲ့သမီးလေးလာတယ်သမီးလေးကတဝါဝါဟိလိုကြီးငိုပစ်လိုက်လို့နေမရည်စကားလုံးမပြောလိုက်ရဘူးထောင်ဝင်စားချင်း15မိနစ်ပြည့်သွားရောစကားလုံးလုံးမပြောလိုက်ရတာတော့မဟုတ်ပါဘူးကလေးငိုတဲ့တဝါဝါကြားမှာဖြစ်ချောင်းစုံလင်လေးတော့သူမိမကပြောသွားတဲ့လေကိုစိုးမြင့်မိမကတော်သူရွာမှာဆက်ချုပ်တယ် ကိုစိုးမြို့နဲ့ညားတယ်1989မှာကိုစိုးမြို့ကလူငရဲဝင်ဖို့ပြင်သူ့မိမကမီးနေကန်းဝင်ဖို့ပြင်ဒီလိုနဲ့မဲတရွာမောင်းတထောင်ဖြစ်ခဲ့တယ်၄နှစ်လောက်ကြာခဲ့ပြီသမီးလေးကစကားတက်စားကလေးကအဖေနဲ့တိတ်တွေ့ချင်နေတာဖေဖေကြီးလို့အားရပါရခေါ်ချင်နေတာထောင်ဝင်စားသွားကြမင်းဆိုတော့ဖေဖေကြီးခေါ်ရတော့မင်းလို့သိနေတာပေါ့ဖေဖေကြီးဖေဖေကြီးထောင်ဘူးဝရှိလေရောက်ရောသူ့မိရှိရာကိုယူနီဖောင်းဝတ်တွေတယောက်ပြီးတယောက်လာကြတယ် စကားတွေပြောကြတယ်။စာရွက်တွေပေးတယ်။ကလေးကသူ့အမေဘာတွေလုပ်နေတယ်ဆိုတာကိုလည်းမသိ။စိတ်လဲမဝင်စား။ယူနီဖောင်းဝတ်တွေကိုတွေ့တိုင်းဖေဖေကြီးဖေဖေကြီးနဲ့တဖေတဲဖေတကြီးတဲကြီးနေတော့တာပဲတဲ့။သူ့အမေကရှက်လာတယ်။ဟဲ့ဘာလျှောက်ခုံနေလဲဆိုပြီးရိုက်လိုက်တဲ့။ကလေးလည်းနှုတ်ပိတ်သွားရော့တဲ့။ယူနီဖောင်းဝတ်ဝါတာတွေကဝိုင်းလုပေးလိုက်လို့ထောင်ဝင်စားကိစ္စမြင်မြင်လေးပြီးသွားတယ်။ကိုစိုးမြင့်ရောက်လာတယ်။ ။သူမိမကထောင်ဝင်စာကန်းတန်စကားကြားကကိုစိုးမြင့်ကိုလက်ညှိုးတထိုးလို့နဲ့ဟဲ့ခေါ်လေနှစ်ဖေကိုဖဖေကြီးလို့ခေါ်လေလို့သမီးလေးကိုပကုံးလို့ပြောတယ်။သမီးလေးကသူ့ဖေကိုစိမ့်စိမ့်ကြီးကြည့်တယ်။ပြီးတော့ငိုချလိုက်ပါရောတဲ့။စောစောလုံးကဖဖေကြီးခေါ်လို့ရိုက်တယ်။ကိုခေါ်ခိုင်းနေပြန်ပြီ။ဖဖေကြီးခေါ်ရင်ရိုက်အောင်မလား။တော်ပြီ။ပေါင်နေမဲလေးကဒီလူကြီးကိုမသိဘူး။မခေါ်ချင်ဘူး။ရရမလို့ငိုရမလို့ရင်ထဲမှာစူးကနေနာအောင်သွားတဲ့ခံစားမှု။ ကျွန်တော်တို့ကြားရသူတိုင်းရဲ့ယင်မာလေးနင့်သွားအောင်ကုဆက်သွားတယ်။ဘယ်သူပါပြောနိုင်မှလဲ။ဘယ်လိုပြောလို့ရော။ဘာခံစားမှုပြေရော့မှလဲ။ကိုစိုးမြင့်ရဲ့ဖေဖေကြီးဇလန်ဆိုးတော့ဘယ်သူမှစကားဘာမှမဟနိုင်တော့ဘူး။ကိုစိုးမြင့်လည်းစကားမဆက်နိုင်တော့ဘူး။ဒီချိန်ဆိုသမီးလေးလည်းကြီးလာရော့မယ်။ပညာသင်နေလေရော့မလား။တောင်တောင်မြေနိုင်ငံကြီးမျိုးဆက်တဲ့ဖြစ်နေလေရော့မလား။အိမ်ထောင်ရသားကြနေရော့မလား။သမီးလေးရဲ့သမီးလေးတယောက် တနေရာရာမှာဖေဖေကြီးဖေဖေကြီးလို့တကြောကြောအော်ခေါ်နေလေရော့မလားဒေါက်တာဇော်မြင့်ရဲ့ဇလန်းကတမျိုးသူကလည်းတိုက်တုံအခန်းကိုမှာဒေါက်တာမြင့်နိုင်ကန့်ဘလူပြည်သူကိုဇလဲကိုထေးအောင်ဇင်လင်းတို့နဲ့အတူနေတယ်အမရပူရပြည်သူကိုဇလဲဖြစ်ပါတယ်သူနဲ့ဒေါက်တာမြင့်နိုင်ကလူငယ်တွေကြားမှာပေါ်ပီလာတွေဖြစ်ပါတယ်လူကြိုက်များသူတွေပြပြီးထောင်ဝင်စာပြန်လာရင်တရင်စကားကြားချင်းသူတွေဝိုင်းဝိုင်းလည်နေတတ်တယ်သူကလည်းတပြုံးပြုံးနဲ့စကားတွေဖောင်ဖောင်ပြောတတ်တယ် ။စနေတနေ့မှာတော့ဆရာစော်မျက်နာမသားမယာနဲ့ပြန်လာတယ်။တုတ်တုတ်တုတ်နဲ့သူ့ခန်းလေးကုတ်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 ဝင်သွားတယ်။ဘာစကားမှမပြောနိုင်ဘူး။သူ့ဘယ်မှာစကားဟာနိုင်တော့မှလဲ။အိမ်ကယာဇတန်ပေးလိုက်ပြီလေ။ယာဇတန်လို့ဆိုလိုက်ရပေမဲ့တကယ်တော့ယာဇမင်းကပေးလိုက်တာလည်းမဟုတ်ဘူး။မင်းတန်ဆိုးတန်လည်းမပါပါဘူး။စကားလုံးကရှင်းရှင်းလေးရဲ့။ဟေ့တငယ်ချင်းအိမ်လူတို့ရဲ့ဟီးရိုးဖြစ်မှမြို့လူတို့နယ်လူတို့ပြည်သူလူတို့ရဲ့ဟီးရိုးဖြစ်တဲ့ဟေ့။ မတိသေးရင်မှတ်ထားဒါပဲမင်းတဘောမင်းကြိုက်ရလို့ကိုစော်ရောသူ့မိမရောဆရာဝန်တွေတငယ်ချင်းတွေဇနီးဆရာဝန်မှာအသေးပြီးပိုးတွေ့နေတယ်တဲ့ตาတယောက်တမိတယောက်တာဝန်ကလည်းကြီးတဲ့ကလေးတွေကငယ်သေးအမတ်ဆရာဝန်မိုင်းတွေချပြန်လာတယ်စကားလည်းမပြောနိုင်ကြပြားလည်းမယွတ်နိုင်ဂီတာလည်းမတီးနိုင် ကိုစော်ကလူဆုံးကိုမြင့်နိုင် လို့ပဲလူတကာအရွယ်တကာပါတီတကာနဲ့ချောတဲ့လူတွေ လူငယ်တွေကလည်းသူတို့ကိုရဲတူတန်းတူလို့ဆက်ဆံတာနောက်လာပြောင်းလာလှုပ်လို့လို့အယူအသေးတန်လိုက်ပုံလေးမပြောနဲ့တော့ဘေးလူတွေတောင်နာသာခံခဲ့ဖြစ်ရတတ်တယ်ကိုစော်ကိုဒေါက်တူတဲ့သူကလူပုပုကိုကိုမြင့်နိုင်ကိုထိန်းတောင်းတဲ့သူကလူမြင့်မြင့်ကိုမနှပိုင်းညနေပိုင်းဆိုသူတို့အတန်းကြီးကီတာဝိုင်းမှာသူတို့၊ကြပြာရုပ်ဝိုင်းမှာသူတို့၊ပိုက်ကြောချင်းဝိုင်းမှာသူတို့၊ချင်းခတ်ဝိုင်းမှာသူတို့ကျွန်တော်တို့ဒေါအောင်ဆန်းစုကြည်ရွှေတုထိမ့်မှန်စာအုပ်ကြီးထုတ်တယ်။သူကြပြာရှိတဲ့ဘုတ်ရေးတယ်။ ရေးတာကတော့ထောင်ဒမနတာတွေထောင်ဒုက္ခတွေထောင်တော့ကတွေပါပဲထွက်လာတဲ့ခပြားကပျော်စရာကြီးထောင်ထဲမှာဂစ်တာတီးတာတွေလည်းပါရဲ့မုံဖုတ်မုံကြော်စားတာတွေလည်းပါရဲ့စာရေးခပြားရေးတာတွေလည်းပါရဲ့အပြင်ကလူတွေဖက်ရရင်ထောင်ပျော်ကြီးတွေပြန်လာမှလာမှလာပါဦးမလားလို့ထင်ကြမှာခပြားဆရာကတော့သူ့ခပြားကိုခုခံကာဝယ်ပါလေ ဒါမျိုးစစ်အစိုးရကြတော့မှဒီလူတွေထောင်ချမိတာမားပါလေကွယ်လွတ်ဟေးလွတ်ဟာမြန်မြန်သာလွတ်ပစ်လိုက်တော့လို့စစ်အာဏာရှင်တွေနောက်ထအကြီးကျယ်ရမှာအားလုံးကိုပြန်လွတ်ပစ်မှာတဲ့ဆရာစိုးကြွေသွားတာတရက်နှစ်ရက်ပါ နောက်နေ့တွေကျတော့ဒေါက်တာဒိန်းအောင်ဇက်စုံခင်းကြပြန်တာပါပဲပြုံးပြော်အော်ဟိမြေစွညာပူညာလုံးမြေ1995လူခွင့်ရချိုးဖောက်ခံရမှုတွေကျွန်တော်တို့ကုလသမဂ္ဂတက်တိုင်ကြတယ်သူရှေ့ဆုံးကပါလာတယ် စစ်ခွေးတိုက်ပို့ခံရသူတွေမှာလည်းသူရှေ့ဆုံးကပါလာတယ်။ထောင်တွင်အထူးတရားရုံးတင်ခံရသူတွေထဲမှာလည်းသူရှေ့ဆုံးကပါလာတယ်။ထောင်တန်းတွေထက်ဆင့်တို့ချတော့လေသူရှေ့ဆုံးကပါလာတယ်။ထောင်ပြောင်းပြစ်ဒဏ်ပေးတော့လေသူရှေ့ဆုံးကပါသွားတယ်။1996ဧပြီလထဲမှာကျွန်တော် ထောင်ဝင်စားထွက်တော့သူတို့လူစုကိုလမ်းမြင်လိုက်ရသေးတယ်။နောက်သူနေထောင်ရွှေ့ခံရတယ်။နောက်ထပ်မတွေ့တော့ဘူး။ညစ်တေဘလောက်များများလွန်သွားတယ်မှန်တော့တေချာမသိတော့ဘူး။2008မှာကျွန်တော်ထောင်ကလွတ်တယ်။2009မှာသူထောင်ကလွတ်တယ်။ 2009တချံလောက်မှာချင်းနေတရက်မှာသူတို့ဇနီးမောင်နဲ့ကျွန်တော်စီရောက်လာတယ်ဟိုတုန်းကမြင်တွေ့ခဲ့ဘူးတလို့ပဲပူပူလုံးလုံးပြုံးပြုံးပျော်ပျော်ပဲဘယ်လိုလဲအိဟီရိုဖြစ်ပလားအဲ့ဒီလိုကျွန်တော်ကမေးတော့သူတို့ရေချတယ်ကျမဘာမှမပြောတော့ပါဘူးဆရာသူကြိုက်ရလှုပ်တော့ပေါ့ကိစ္စတွေကမပြီးသေးဘူးဆရာကြီးတမီးလေးရဲ့ဟီရိုစစ်စစ်ဖြစ်အောင်လှုပ်သွားရအောင်ပါဆရာဇော်ရဲ့ကြံပြားလေးကိုကျွန်တော်မမှတ်မိတော့ပါ ကိုစိုးမင်းရဲ့ကြပြားလေးကိုလည်းမမှတ်မိတော့ဘူးကျွန်တော်ကြပြားတူရှိတွေကိုလည်းမမှတ်မိတော့ဘူးစိတ်ထဲဆာဆာရှိလို့ညပေါင်း20ကထောင်ပုံကြီးတွေကိုပြန်တွေးလိုက်မိတဲ့အခါတိုင်းကိုစိုးမင်းနဲ့ကိုစော်မင်းမောင်တို့ရဲ့အယုရသမှုရိယတန်ရုံးစင်တောင်ကျိုးကလေးတွေနဲ့ကျွန်တော်အတွေ့အဆွေးတွေတိုးတိုက်ထိခတ်မိတယ်အနုလကြပြားကယံအတန်တလီလိုင်းလေးတွေတစိမ့်စိမ့်တသိမ့်သိမ့်ပေါ်ထွက်လာတယ်ကျွန်တော်နားထဲမှာကြပြားပဲ့တင်တန်တွေဝီစီလိုင်းကြီးရိုက်ခတ်နေလေတော့တယ် 1989ကုန်ပိုင်းမှာကျွန်တော်အဆောင်၅ကိုရောက်နေတယ်။အလုစခန်းတွေတွားရမယ့်လူတွေအလုစခန်းတွေကပြန်လာတဲ့လူတွေစခန်းထောက်တဲ့အခန်းလေးမှာကျွန်တော်ဝတ်ထားပါတယ်။အဲ့ဒီအချိန်ကအဆောင်တွေမှာအခန်းကျယ်ကြီး၄ခန်းစီရှိတယ်။နောက်ကျတော့၈ခန်းဖွဲလိုက်ပါတယ်။နေ့လည်းမနာရညလည်းမအိပ်ရနဲ့အတော်စိတ်ဆင်းရဲရပါတယ်။နေရောညပါတခန်းလုံးတန်ရှည်ခြင်းတန်တညာညာနားမခံတော့အောင်ဆူတယ်။ဘာတက်နိုင်မှလဲ။သူတို့ကထောင်ပြောင်းစခန်းပြောင်းတွေဒုက္ခဘုံသားတွေပဲလေ။ ဒုက္ခဘုံသားတိုင်းထောင်စည်းခဲနဲ့အညီတန်ချေခြင်းခက်ခံကြရတယ်။တန်ချေခြင်းတစ်ခု၈၀နှစ်ဖက်အကြာတန်ချောင်းတောက်တူထည့်ထားတယ်။သူတို့လမ်းကျဝင်ကဂလန်ဂလန်ကာယာကာယာအတန်တွေကတချွင်ချွင်တချောင်းချောင်းတန်ချေခြင်းတန်တွေစူရာညာနာကျွန်တော်ခံနိုင်တယ်။စိတ်မချမ်းသာပေမဲ့စိတ်ညစ်လာလည်းမဟုတ်ပါဘူး။စိတ်ညစ်တာကညတန်ရောက်မှာပါ။ထောင်ပိတ်ပြီးတာနဲ့တန်ချေခြင်းတွေမရတမ်းမနာရင်လမ်းတလားနေကြပြီ။ဒီနေ့လုံအခန်းထဲမှာရှိတာကျွန်တော် တညလုံးခန်းထဲမှာရှိတာကျွန်တော်အခန်းထဲထမင်းလာပို့လို့အခန်းထဲထမင်းစားသူလဲကျွန်တော် ထောင်ပိတ်ထားနေကျွန်တော်စီထမင်းလာတောင်းကြတယ်ကျွန်တော်ကလည်းထမင်းပို့တောင်းတယ်ကျွတ်ကျွတ်အိတ်တွေထည့်သိမ်းထားတယ်အဖကြီးထမင်းချန်လေးပေးပါအောင်ကျွန်တော်နှိပ်ပေးပါမယ်ထမင်းပို့ရင်ပေးပါဒီလက်ခွေလေးယူပါ ထမင်းပေးပါဒီလိုစကားတန်နေတာရင်ကြားနေရတော့ဘယ်လိုလုပ်လက်ပိုက်ကြည့်နေနိုင်တော့မလဲသမင်းပူရှာရတယ်သမင်းပူစုရတယ်သမင်းပူသိမ်းရတယ် ညထောင်ပိတ်တော်မှာတောင်းသူတွေကိုထမင်းဝေရတယ်။ဒီလိုအကျဉ်းသားဝေနေရတဲ့အတွက်ဝေယာဝိဆအလုပ်တွေလုပ်ပေးနေရတာကျွန်တော်ပြောတယ်။စိတ်ချမ်းသာတယ်။ထောင်ဝင်စားတွေဝေတာကိုဝေယာဝိဆလို့ခေါ်တယ်။အဝေခံအကျဉ်းသားတွေကိုဝေနေရတွေလို့ခေါ်တယ်။ပါဠိစကားမဟုတ်ပါဘူး။ထောင်စကားထောင်ဝေါ်ဟာရပါဒီဝေအလုပ်တွေလုပ်ရတာပျော်လို့လုပ်နေတာတတ်တတ်မဟုတ်ပါဘူးဒီဝေအကျဉ်းသားတွေ ਨੇ စကားပြောတာပျော်လို့လုပ်တာတတ်တတ်မဟုတ်ပါဘူး ကျွန်တော်ကအခန်းကျင်ကြီးထဲမှာတနေကုန်တနေကန်းတယောက်တည်းတငုတ်တုတ်တုတ်ထိုင်နေရသူဖြစ်လေတော့ဝန်းကျင်မှာဖြစ်ပေါ်ပြောင်းပြက်နေပုံအလုံးစုံကိုမမြင်ရင်အဆုံးမြင်နေရတယ်။ဝန်ထမ်းတွေဆေးလိရောက်တာ၊ကွန်ရောက်တာ၊ပစ္စည်းရောက်တာဖြစ်ပုံပြက်ပုံအလုံးစုံကိုမြင်နေရတယ်။ဒီလိုပဲအကျဉ်းသားတွေအကြံဖန်လို့တာအပေးယူလို့တာအချိတ်ဆက်လို့တာဖြစ်ပုံပြက်ပုံအလုံးစုံကိုမြင်နေရတယ်။ဒါတွေကယိုးနေပါပြီ။မျက်စိညောင်းခံပြီးကြည့်နေကြတာမလို့တော့ပါဘူး။မကြည့်ချင်မြင်ရတာဖြစ်နေတာက ထမင်းဟင်းငပိဝေးတဲ့မြင်ကွင်းဖြစ်ပါတယ်။ဟင်းတို့ငပိတို့ဆိုတာကစကားလေးထည့်ပြောစရာမလိုတော့အောင်အရေးမကြီးတဲ့ကိစ္စပါ။ထားလိုက်ပါတော့။ထမင်းဝေပုံကတော့ရင်နာစရာမြင်ကွင်းဖြစ်လို့ပြော့ပြပါရစေ။မနေ့ညထမင်းဝေချိန်မှာဒီလိုမြင်ရပါတယ်။ညစ်ပတ်စုပ်ပြက်မဲနဲ့နန်စောနေတဲ့တက်သားလေးတောင်ပုံကြီးတပေခွဲပက်လေလောက်တွေနဲ့ထမင်းတွေထည့်လာတယ်။အကျဉ်းသားနှစ်ယောက်ကထမင်းပုံကြီးကိုတန်ချိတ်နှစ်ချောင်းနဲ့ချိတ်တပိုးနဲ့ထမ်းယူလာတယ်။မင်းကြီးကြီးတက်သားယောက်ချိုကြီးတစ်ခုလည်းပါတယ်။ ။ထမင်းဝေချိန်မှာအကျဉ်းသားတွေတန်းစီရတယ်။ပုံစံဓမ္မကံထိုးခံရတယ်။ထမင်းဝေတဲ့အမြဲအစဉ်အကျဉ်းသားကပြစ်သားရောက်ရှုံနဲ့တကောစီခတ်ထည့်တယ်။သွားတော့သွားဆိုသွားတော့ခေကောင်သွားတော့ဆိုတာကြားလား။တာမန်ကျင်းသားရီဆိုတာ မုတ်တိတ်နေသူတွေဗျငှက်နေတယ်ပြောမကောင်လို့ဒီလောက်ပြောတာနိုင်ငံရေးကျင်းသားလူလူတွေရန်ကုန်လူအနီးနားမြို့ရွာကလူတွေမိသားစုထောင်ဝင်စားပုံမှန်လာသူတွေဤတောင်ထောင်ထဲမှာပြည်စုံနေလို့ပြောနိုင်တာမဟုတ်ဘူးအင်ကပို့တာလေးတွေကိုဝေနေရတွေဝေချမ်း ို့မှာတရင်နှစ်ပတ်ပိုက်ဝါလောက်အောင်ကြံတာမထုတ်ဘူး။တာမန်ကျင်းသားတွေလိုအဝေးမြို့ရွာတွေကလာသူတွေလက်လုလက်စားတွေမိသားစုထမင်းနဲ့မမှန်သူတွေမနဲ့ညာစားစရာအလင်းမမီသူတွေအဖို့ထောင်ထမင်းကမလုံတော့ဘူးမပြည့်စုံဘူးမဝဘူးဘိုင်းမပြည့်ဘူးတကယ်လို့သူတို့အားပြုစားနေရတာက ထောင်ထမင်းသူတို့အဓိကထားစားနေရတာက ထောင်ထမင်းသူတို့ကတောသူတောင်သားတွေအလုကျန်းသမားတွေထမင်းများများစားတယ်ဆန်တလုံးချက်နှလုံးချက်လောက်အောင်မှ နန်ကြားနှံ့ယူရှိတယ်ဆိုတဲ့လူမျိုးတွေဒီတော့ထမင်းဝေတဲ့အချိန်ဝါလောက်အောင်ဘိုင်းပြေလောက်အောင်နန်ကြားနှစ်ဖက်နဲ့အောင်သူတို့ထမင်းများများတောင်းကြတယ်ထဲ့ပါအောင်ဗျာပြေးပါအောင်ဗျာခတ်ပါအောင်ဗျာဟစ်ကောင်မရဘူးဆိုတာမကြဘူးလားချက်မတောင်းနဲ့မရဘူးတကော်ပြေးပါအောင်ဗျာထဲ့ပါအောင်ဗျာဟစ်ကောင်တောင်းမြန်မလားမရဘူးဆိုတာမကြဘူးလားပြောမရချက်ကွာဆော့ကွာအဆောင်ထောင်ဝန်တန်းဝါတာက ဝင်ဟုတ်တယ် က်တောင်းနဲ့ကောင်းရောတေပေရောပဲအနားမှာရှိတဲ့ဝါဒါနဲ့အမြဲစင်ကျင်းသားတွေကလက်ထဲအသင့်ကင်ထားတဲ့ဘလုံးဝချမ်းအနေနဲ့ရိုက်တော့တာပေါ့တနာမအနေနဲ့ညာမအနေနဲ့မရဘူးဆိုမရဘူးဒါပုံစံပုံစံပဲပုံစံပုံစံနဲ့မဝလို့ထမင်းထက်တောင်းတဲ့အကျဉ်းသားကိုဒီလိုသာကြောပုတ်အောင်ရိုက်တာတနေ့တနေ့ပုံနေတဲ့ထမင်းတွေကတောင်းပုံရပုံအဲ့ဒီထမင်းတွေကိုဘာလုပ်တယ်ထင်တယ်ဝက်စာလုပ်တယ်ဝက်ကျွေးတယ်ဘာပြောကျင်သေးလဲအဲ့ဒီခေတ်ကထောင်ဘူးဝရှိမှာထမင်းတောင်းသူတွေအပြည့် ။သူတို့ကထမင်းနှစ်ပကံစားနိုင်မှုမပေါ်တဲ့မိမသားတွေ။ဒါပေမဲ့သူတို့တောင်းတာကပုံစံပကံကြီးနဲ့မဟုတ်ပုံကြီးပုံငယ်တောင်းကြီးတောင်းငယ်နဲ့တောင်းစားမတွေမထင်နဲ့ဝါဒါကြော်တွေထောင်မှုကြော်တွေရောက်ခမတွေအတော်တွေခဲမတွေမကြီးတွေဇနီးမယားတွေတားသမီးတွေထမင်းမွားလိုနောက်ထပ်ထမင်းတပကံသူတို့တောင်းနေကြတာမဟုတ်ဘူးထောင်ဝန်းနဲ့တန်ရမှာဝက်မွေးတော့ဝက်ကိုထမင်းကျွေးဖို့ဝက်စာထမင်းတောင်းနေကြတာဝက်ချီးကလည်းကောင်းမှကောင်းမဝက်စည်းကလည်းကောင်းမှကောင်းမဟုတ်လား ဒီလိုသတင်းမျိုးကြတော့ရင်နာတန်တွေထွက်လာတယ်။မြမပြည်မှာလူမဖြစ်ချင်ဘူး၊ဘွက်ပဲဖြစ်ချင်တယ်။ဒီလိုပြောသူတွေကပြောကြတယ်။ထောင်ထဲမှာဝါလင်အောင်မကြွေးတာ၊ထမင်းဟင်းမတန့်ရှင်းတာ၊ပဲတို့ငပိတို့လောက်ကိုက်ပိုးထိုးပုတ်တိုးဟောင်စောတာဒါတွေဟာမဆန်းတော့တဲ့သတင်းပါပဲ။ဒီသတင်းစိုးကထောင်ထဲမှာမဆန်းတော့ပေမဲ့ကဘာမှာဆန်းနေ1990ကမှကျွန်တော်တို့စာရင်းတစ်စောင်ကုလသမဂ္ဂပို့တယ်။အကျဉ်းသားတရားကျော်လက်မှတ်ထိုးပို့တယ်။ တခြားလူခွင့်ရေးချိုးဖောက်မှုကိစ္စရပ်တွေနဲ့အတူအကျဉ်းသားတွေထမင်းဝလင်အောင်မစားရတဲ့အကြောင်းကိုပြည့်ပြည့်စုံစုံပုံရိပ်ပေါ်ပေါ်ရေးသားဖော်ပြလိုက်တယ်1996မှာအဲ့ဒီစာကိစ္စအတွက်ကျွန်တော်တို့နိုင်ငံရေးအကျဉ်းသား24ဦးထောင်ကြကုန်တယ်။တာမန်အကျဉ်းသားတွေကတော့ဗိုက်မပြည့်မြင်မပြည့်ထမင်းမဝမြင်မဝဝက်တွေသာဖီးတဲ့တဲ့ဖီးတယ်ဈေးကြီးဈေးကောင်းရတဲ့ထက်ရတယ်။အကျဉ်းသားတွေထမင်းဝဖို့နောက်ထပ်ရှင်းနေကြီးများတော့ဆောင်းရတယ်။ အကျဉ်းသားတွေတရေတများများနဲ့အကြာကြီးမျောလင့်ဆောင်းသားခဲ့ကြရလေရဲ့2004မှာထောက်လန်းရေးတွေကိုထောင်ခါပစ်လိုက်တော့မှပဲသူတို့ထမင်းဝဝစားရလေတော့တယ်ထောင်ထဲမှာထမင်းဝဝစားခဲ့ကြရပြီ ထောင်လူခွင့်ရေးချိုးဖောက်မှုတွေကိုကုလသမဂ္ဂတိုင်းနဲ့နိုင်ငံရေးအကျဉ်းသားတွေရဲ့စာရန်ကျေးဇူးပါဒီစာရင်ကြောင့်ထောက်လန်းရေးတွေပြုတ်တလားမပြုတ်တလားမသိရဘူးနိုင်ငံရေးသမား24ရောက်တော့နှစ်ပေါင်း180ကျော်ထောင်ထက်ချချခံခဲ့ရတယ်ထောင်ထက်ချခဲ့ရတာပေါ့ ထောက်လန်းရေးတွေပြုတ်သွားပြီးတဲ့နောက်ရှစ်နှစ်ကြာတဲ့အချိန်ရောက်မှာအချင်းဦးစီးဌာနကထောက်အုပ်ဒတိုင်းကြီးတွေပေါ်မှာပုံစံမလိုအဝစာဆိုတဲ့စာတမ်းဖြူကြီးကိုဂုံယူဝင့်ကြွားစွာကပြီးထိုးလိုက်ပါတော့တယ်။တကယ်ဝဝလင်လင်စားနိုင်ကြပြီဆိုရင်ကောင်းပါလိမ့်။တကယ်တော့ထမင်းကိစ္စကပိုကောင်းအောင်လုပ်ဖို့လိုပါသေးတယ်။ထောင်ထမင်းဆိုတာဆံကိုပေါင်းတယ်လို့ရှင်နှင်းငွေနဲ့ပေါင်းချက်တာပါမာနာပြော့တာရှိတယ်ကိစ္စမရှိပါဘူးအဲမနဲ့တာဆိုရင်တော့စားလို့မဖြစ်ဝါလို့မဖြစ်ဝမ်းပိုက်ကျမ်းမာရေးကိုပါထိခိုက်တယ် ်တပြင်ထောင်းသမင်းဟာမကြခဏသေးတစ်ချက်ချက်ဖြစ်တတ်ပါတယ်သမင်းနေလားဆိုတော့မဟုတ်ပါဘူးမင်းရဲ့စာကိုပဲဟင်းကျွေးတယ်ပဲကပိုးထိုးလောက်ကိုက်တယ်ပါစွန်တာနီလိုပဲကိုအခွန်ရောအသားရောတခါရဲပြုတ်တာဆိုတော့လူလိုသူလိုစားလို့မရတဲ့ဟင်းဖြစ်နေတတ်ပါလေ။ပဲလုံးပေါ်တဲ့အဖက်တွေကိုအပေါ်ရန်ရှစ်ခတ်ပြေးလိုက်ရင်ကျန်တာတွေကခဲရဲသေးရဲပဲခွန်ရဲငပိဆိုတာကလည်းပုတ်စော်နံစောနေတဲ့ဟာမျိုးဖြစ်ပါလေ။စစ်ခွေးတိုက်က အငိမ့်စားစစ်ခွေတော့မစားဘူးအဲ့ဒါကိုတွေ့ဒီသုံးမျိုးကိုထမင်းပွဲပြင်လာရင်ကိုလိုနီခစ်ကနိုင်ငံရေးသမားတွေတုံးခဲ့တဲ့ထောင်ထမင်းပွဲဝေါ်ဟာရအတိုင်းဖြစ်လာမယ်အဲ့ဒီဝေါ်ဟာရကခွေးအံဘက်ထမင်းပွဲတဲ့1999လောက်မှာကမ္ဘာကျချေနေဖွယ်ထောင်ထဲဝင်စစ်ခွင့်ရတယ်ကျချေနေရောက်လာတဲ့နေ့မှာထောင်ကရွှေပြုံသီးဟင်းချက်ကျွေးတယ်တချီနီအဖွဲ့ကောင်းသောမစ္စတာလီယွန်းဆိုတဲ့ပုဂ္ဂိုလ်ကမြို့ပုဂံထဲဝင်ကြည့်တယ်။ဟင်းထမင်းတွေစစ်ဆေးတယ်။ သူ့မှတ်ချက်ကတခင်တွေတုံးခဲ့တဲ့ဝဟလာထက်ပိုဆိုးတယ်။နွားချေပြုတ်ရင်းနဲ့တူတယ်။ပုံစံမလိုအဝဆဆလန်းကမဆုံးသေးဘူး။နောင်လဲဆုံးခြင်းမှဆုံးအောင်ပါ။ကျွန်တော်အဖို့တော့ဇတိန်ငန်းစကားတချို့ပြောခွင့်ကြုံခဲ့တယ်။၂008စက်တင်ဘာ23မှာကျွန်တော်ထောင်ကလွတ်တယ်။ပုံမှန်400နဲ့လွတ်တယ်ဆိုတာကိုကန့်ကွက်တဲ့အနေနဲ့ကျွန်တော်အင်းကြီးမလဲပစ္စည်းမသိခမင်းမစားဆန္ဒပြနေတယ်။မနေ့6နာရီခွဲကညနေ4နာရီအထိထမင်းမစားဟင်းမစားစကားမပြောငုတ်တုတ်ထိုင်နေခဲ့တာ လေးနာရီခွဲတော့ထောင်လက်မြောက်သွားတယ်။လွတ်ပေးပါတော့မေးဆိုပြီးသူ့ညွန်ချုပ်ကကျွန်တော်ကိုလာခေါ်တယ်။နန်းမှာဖိုကြီးလို့ခေါ်တဲ့ထမင်းချက်ယုံလေးကဖြတ်သွားရတယ်။အုတ်တိုင်းနိုင်ရံမှာပုံစံမလို့အဝစာဆိုတဲ့စာရင်းဖြူကြီးရေးထားတယ်။အဲ့ဒီစာရင်းဒန်းကြီးကိုထပ်ပုံရက်ယူသွားခြင်းတပြား။ကျွန်တော်ကနိုင်ရံဘော်ကစာရင်းကိုလက်ညှိုးထိုးပြတယ်။ဘာလို့ဖို့လဲဗျ။သူ့ချုပ်ကမေးတယ်။ခမ ्या ကအခုမှဒီဌာနပြောင်းလာနေသူကိုဒီစာရင်းထိုးရတာကထိုးထားရတာဂုံယူစရာလို့ထင်ပါပါ။ ဒီစာတန်းကတမိုင်းချောင်းရှိတယ်ဗျတမိုင်းကိုဝန်ချတောင်းပန်ခြင်းကိုတရုတ်ဖော်နေတာဟာဗျလုံနေပြီးတော့အခါကထောင်မှလူတွေထမင်းဝဝမစားခဲ့ရဘူးဆိုတာကိုတက်တည်ခံနေတာဗျဒီကနေ့ဖတ်ပြခဲ့တဲ့အပိုင်းလေးကိုအချိန်ပေးပြီးနာတော်တာဆင်ပြေခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာရှင်သူညီအကိုမောင်နှမများအားလုံးစိတ်ချမ်းသာခြင်းကိုဤကျမ်းမာခြင်းများနဲ့တလုံးတဝပြည့်စုံနိုင်ကြပါစေကြောင်းကျွန်တော်ဟန်လင်းမှစုမကောင်တောင်းရင်အပိုင်း15မှာပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာ